မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီးရေးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ိုကန် MNDA ကစစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီထားတော်လဲလာရှိုးမျိုးကနေပြန်လဲဆုတ်ခွာရမှရှိကြောင်းကိုကန် MNDA ကလာရှိုးပြန်လဲထူထောင်ရေးပြန်ကြားရေးအဖွဲ့ဝင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စည်းစမ်းမှုနဲ့ MNDA နဲ့စစ်ကောင်စီတပ်တို့ဂျားမှာလက်ရှိနေရာမှာတင်အပြစ်ခတ်ရဲစဲထားရန်ဇန်နဝါရီလ18ရက်နေ့မှာသဘောတူညီခဲ့ကြတယ်လို့သိရပါတယ်ဒါပေမဲ့လာရှိုးမျိုးကနေ MNDA တပ်များပြန်လဲဆုတ်ခွာမယ်ဆိုတဲ့သတင်းဟာလုံးဝမှန်ကန်မှုမရှိကြောင်း၎င်းကရှင်းပြထားပါတယ် အပြစ်ခတ်ရက်စဲတာလက်မှတ်ရေးထိုးထားတာဟုတ်ပါတယ်လာရှိုးကနေပြန်ဆုတ်မယ်ဆိုတာကျွန်တော်တို့မေးကြည့်ရတဲ့လောက်ကတော့မဟုတ်ပါဘူးအရေးရောင်လည်းမတွေ့ရပါဘူးအထုဒေတာတက်လာရှိုးမှာအလုံးအခြေအနေကောင်းပါတယ်အရာရာအလုံးပုံမှန်အတိုင်းလဲပတ်နေပါတယ်လို့ MNDA ရဲ့လာရှိုးပြန်လဲထူထောင်ရေးပြန်ကြားရေးအဖွဲ့ဝင်ကရှင်းပြထားပါတယ် ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာလာရှိုးအပါဝင်မြို့များစွာတိမ့်ပိုက်ထားတဲ့ကိုကန့် MND ကစစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီမှုစာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးလိုက်ကြောင်းတရုတ်နိုင်ငံသားဝင်ကြီးဌာနကကြေညာခဲ့ပါတယ်မြန်မာစစ်တပ်နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ် MND တို့က ဇန်နဝါရီလ18ရက်နေ့ကနေစတင်တဲ့အပြစ်ခတ်ရက်စဲရေးသဘောတူညီမှုစာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးလိုက်ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောကြားပြီးနှစ်နိုင်ငံနယ်စပ်အနီးမှာတိုက်ပွဲများရပ်တန့်သွားခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကုမင်းမြို့မှာနှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတော့အခုလိုမျိုးလက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမဟိုနင်းကပုံမှန်သတင်းစာရှင်းလင်းပွဲမှာကြေညာအသိပေးခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကငြိမ်းချမ်းရေးနဲ့တွေ့ဆုံဆွေးနွေးမှုများကိုတက်ကြွစွာပါဝင်သွားမှာဖြစ်ပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်း ငင်းကြရေးလုပ်ငန်းစဉ်အတွက်ဆက်လက်ပြီးတော့ပံ့ပိုးသွားမယ်လို့တရုတ်ကပြောဆိုထားပါတယ်1027ဆက်စင်ရေးအတွက် MNDAA ကလာရှုံလောက်ကိုင်းအပါဝင်ရှမ်းမြောက်ဒေသတစ်ခုလုံးကိုသိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအပိသက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့တပ်မ33ကနမခဌာနချုပ်ကိုတပ်သားတင်များပို့ဆောင်ရန်ထွက်လာတဲ့စစ်ကောင်စီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့မွန်းလွဲ2:44မိနစ်ခန့်က ၊သခိုင်းတမ33ကနေမုံရွာနမခဌာနချုပ်ကိုတပ်သားတင်များပို့ဆောင်ရန်ထွက်ခွာလာတဲ့ဂျမ်းမာတက်ဆင်ထားတဲ့စစ်ကား3စီးပါဝင်တဲ့စစ်ကား10စီးပါရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာလမ်းကြောင်းလုံးုံရေးအဖြစ်နဲ့လိုက်ပါလာတဲ့ဂျမ်းမာတက်ဆင်ထားတဲ့စစ်ကား3စီးတဲ့ကတတိယမြောက်အစီးကို တော်လိုက်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့ဦးကောင်းပိုင်းကိုပြင်းအမြင့်မိုင်းလေးလုံးတွဲပရိသာမိုင်းထိမှန်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်သားများကလမ်းဘေးဝဲရတောက်လျှောက်ကိုရန်တံပစ်ခတ်ခဲ့ပြီးလမ်းပိုင်းလုံခြုံရေးအတွက်ကင်းမုံဝင့်နေတဲ့စစ်သားများကလည်းလိုက်လံပစ်ခတ်ခဲ့တော့လေတော်လိုက်ရဲဘော်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်စင်နာရီကန်းကလည်းမုံရွာမျိုးနမခဌာနချုပ်ကနေမိုင်းရှင်းရန်ထွက်လာတဲ့ဂျမ်မာကား၃စီးဟာလည်း၆ဦးဘက်ကိုထွက်ခွာလာတဲ့အချိန် ခရီးသွားပြည်သူများကိုတစားကန်အကာအကွယ်ပေးရန်ခေါ်ဆောင်လာခဲ့တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခြင်းမပြုဘဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပကဖဖောက်ခွဲရေးအဖွဲ့နဲ့အတူ Area 71 PDF မုံရွာအညာ Defense Force ADF Tiger Brother People Defense အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းအရာတော်မြို့နယ်မှာရှိတဲ့ငွေရင်းပြူစောတိရွာကိုရော့ကတ်35လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ3ရက်နေ့မှာ ငွေရင်းပြူစောတိရွာကိုတော်လိုင်းတပ်ဖွဲ့များက rocket 10လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့6လုံးအောင်မြင်စွာကြားရောက်ပောက်ကွဲခဲ့ပြီး3လုံးဟာကြေးရွာအတွင်းမှာကြားရောက်ပောက်ကွဲကကျန်တဲ့3လုံးကတော့စစ်ကောင်စီတပ်သားများရှိတဲ့ကင်းနှစ်ခုကြားထဲမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ16ရက်နေ့မှာလည်းငွေရင်းပြူစောတိရွာကိုဒုတိယအကြိမ် rocket 25လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ rocket 24လုံးအောင်မြင်စွာပောက်ကွဲခဲ့ပြီးတော့2လုံးဟာကြေးရွာအနောက်စီးရိုးကိုကြားရောက်ပောက်ကွဲခဲ့ကကျန်တဲ့23လုံးကတော့ရွာအတွင်းထဲကို က်ကိုပောက်ကွဲခဲ့တယ်လို့သိရပါတယ် အထိကပြက်စီးမှုအများပြားရှိခဲ့ပြီးတော့ပြူစောတီခေါင်းဆောင်ကျော်ဆွေရဲ့နေအိမ်လဲပြက်စီးခဲ့ကကျော်ဆွေရဲ့ရောက်ဖဖြစ်သူလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုတပြင်းညိုပျောက်ကြားတပ်ဖွဲ့အရာတော်မြို့နယ်ပကဖအရာတော်မြို့နယ်တိုက်နယ်30နဲ့အရာတော်မြို့နယ်တိုက်နယ်6တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်မန္တလေးတိုင်းမြင်းကြံမြို့အမှတ်20ရပ်ကွက်ချောင်းတောင်းလမ်းစုံမှာစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများကိုမိုင်းဆွဲတိုက်ခိုက်ရာတအူးတေဆုံးခဲ့ကြောင်းမြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင် ဘိုးမိုက်ခဲကပြောကြားထားပါရယ်ဇန်နဝါရီလ22ရက်နေ့မနက်6:45မိနစ်ခန့်ကမြင်းကြံမြို့အမှတ်20ရပ်ကွက်ချောင်းတောင်းလမ်းဆောင်မှာနေစဉ်နဲ့အမျှပြည်သူလူထုတွေစီကနေပြီးတော့ဆက်ချေးကောက်နေတယ်အမှတ်နဲ့ရဲစခန်းကရဲတပ်သား9ဦးတဲကလက်တစ်ဖက်မှာရှိတဲ့ရဲ3ယောက်ရှိတဲ့နေရာတစ်ခုကိုသာမြင်းကြံ Black Tiger MPD တပ်ဖွဲ့ကရဲဘော်များကမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ရာတဦးတေဆုံးပြီးနှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါရယ်မြင်းကြံမြို့ပေါ်မှာပဲတယောက်ကတော့သေတယ်နှစ်ယောက်ကတော့ဒဏ်ရာတော်တော်ပြင်းတယ်နောက်ဆက်တွဲတော့မကြားရသေးဘူး တကယ်တမ်းကျတော့အဲ့ဒီ၅ရောက်စလုံးကိုမိုင်းဆွဲဖို့အတွက်မိုင်းကလမ်းရဲ့တစ်ဖက်တစ်ချက်မှာခင်းထားတာလမ်းတစ်ဖက်မှာကရဲခွေ၃កောင်ကျန်တဲ့လမ်းတစ်ဖက်မှာကရဲခွေ၂កောင်ရှိတာပေါ့အဲ့ဒီရဲခွေ၂កောင်ရှိတဲ့ဘက်ကပြည်သူတွေရှိနေတော့ဘလုံးမကိုမိုင်းခွဲလို့မရဘူးခွဲလိုက်ရင်လေပြည်သူတွေထိမှဆိုးလို့အဲ့ဒီကျန်တဲ့တစ်ဖက်ကိုပဲဦးစားပေးပြီးတော့ခွဲခဲ့ရတာကျွန်တော်တို့မှာမက်ရှင်တစ်ခုကိုကောင်းကောင်းမွန်မွန်လှုပ်ချင်တာပေါ့ဗျာစစ်ခွေးတပ်သားတွေတေတာတော့ရှိပါတယ်ဒါပေမဲ့ကြေတော့မကြေနိုင်ဘူးဗျာ အကုန်လုံးကိုမိုင်းခွဲပြစ်လိုက်ချင်တာဒီတော်လိုင်းရေးကပြည်သူတော်လိုင်းရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့နဲ့အတူတူပူးပေါင်းပါဝင်ပေးကြပါလို့ပြည်သူတွေကိုမြစ်တာရက်ခံကြပါတယ်လို့မြင်းချံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပြထားပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံစစ်သားများရဲများဝန်ထမ်းများတောက်တိုင်များရှိရာနေရာများကိုတွားရောက်နေထိုင်ခြင်းစကားများပြောဆိုခြင်းများကိုမပြုလုပ်ကြရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းပသိမ်မြို့နယ် ချောင်းသာကန်းကြီးကဟိုတယ်တချို့ဟာပိတ်သိမ်းထားပြီးတော့လူဝင်လူထွက်မရှိတော့ဘဲပသိမ်းချောင်းသာလမ်းမိုင်းမှာလည်းစစ်ပေးဆောင်ကားများသာတွာလာနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလစမ်းပိုင်းကစပြီးတော့ပသိမ်းမြို့နယ်၊ရွှေတောင်ရံမြို့အနီးမှာရှိတဲ့အရခတက်တော်နဲ့အကြမ်းမစစ်တပ်တို့တိုက်ပွဲများပြင်းထန်လာပြီးတော့စစ်တပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်မှာချောင်းသာမြို့မှာရှိတဲ့ဟိုတယ်လုပ်ငန်းရှင်များကလည်းစိုးရိမ်စိတ်တွေဖြစ်ပေါ်လာပြီးတော့ဟိုတယ်များကိုပိတ်သိမ်းပြီးတော့ရွှေပြောင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာချောင်းသာကန်းကြီးကိုအလဲလာရောက်သူတွေဟာလည်းတိတိတသားရုံးနေ ဲသွားပြီးတော့ရွှေတောင်ရံမြို့အတွင်းတိုက်ပွဲများဟာလည်းဆက်လက်ပြီးတော့ပြင်းထန်နေဆဲဖြစ်ကအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲချင်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းများဆက်လက်ပြီးတော့ပြစ်လုနေတယ်လို့သိရပါဗျ။အကြမ်းမဆက်တဟာမြေပြင်မှာလည်းချောင်းသာကမ်းခြေအနီးနားမှာရှိတဲ့ကျေးရွာများအထိကိုခံစစ်ပြင်ဆင်မှုများပြစ်လုနေပြီးတော့ရွှေတောင်ရံတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားအများပြားကိုချောင်းသာကမ်းခြေဘက်ကနေပြီးတော့တည်ယူနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်ချောင်းသာကမ်းခြေကိုလာရောက်တဲ့ express ကားတွေဟာလည်းဝင်ရောက်ခြင်းမရှိတော့ပဲ ပသိမ်ချောင်းသာလမ်းပိုင်းမှာလဲစစ်ပေးဆောင်ကားများကိုသွားတွေ့ရပြီးတော့ ချောင်းသာမြို့ကနေထွက်လာတဲ့ဖောကားတွေပေါ်မှာအိယာလေးများဗီဒီယိုအဝတ်ပုံမှွေရာစတဲ့ပစ္စည်းများကိုတင်ဆောင်ထားတာကိုတွေ့ရှိရကလမ်းပိုင်းတစ်လျှောက်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ဆေးမှုများကိုလှုပ်ဆောင်နေတယ်လို့ပြောပါတယ်လူကတော့တော်တော်လေးကိုပါသွားတယ်အတော်အလာမရှိတော့ဘူးဟိုတယ်တွေလည်းပိတ်တဲ့ဟိုတယ်ကပိတ်နေကြပြီအေးတော့အေးဆေးပဲရှိပါသေးတယ်စိတ်ပူလို့သာပြောင်းရွှေ့နေကြတာကားကြီးကားငယ်တွေနဲ့ပြောင်းနေကြတာပြောင်းတာကတော့စိတ်ဖြစ်အောင်လို့ပြောင်းကြတာပေါ့ဗျာအခုလက်ရှိတော့ဘာတန်ညာသာမှဘာမှမကြားရသေးဘူးလမ်းပေါ်မှာတော့စစ်သားတွေကဘယ်ကလာလဲဘယ်ကိုသွားမလို့လဲ စစ်ဆေးတာတွေတော့ရှိတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ဖះတောင်ကျေးရွာဖုံတော်ကြီးကျောင်းအနီးမှာရှိတဲ့ရေဘူးရွာသားများစစ်ဘေးရှောင်နေထိုင်နေတဲ့တဲများကိုပို့အပြည်သူစစ် PNA အဖွဲ့ကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွက်စစ်ရှောင်18ဦးလက်နက်ကြီးထိမှန်ပြီးတော့အသက်6နှစ်အရွယ်ကလေးငယ်အပါအဝင်3ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့မွန်လွဲ10:20မိနစ်ခန့်အချိန်မှာဘလူးချောင်းအနောက်ဘက်ပင်လောင်မြို့နယ်ပင်စုံအောက်ရွာဘက်ကပို့အပြည်သူစစ် PNA တပ်ဖွဲ့များဟာ စစ်ဆောင်ပြည်သူများရှိရာနေရာကိုတမင်တပ်တပ်ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းပြစ်ခတ်မှုကြောင့်အသက်6နှစ်အရွယ်နန်းအေးမြင့်တန်းဟာဥကောင်းမှာကြီထိမှန်ပြီးတော့နေရာမှာတင် ပွဲချင်းပြီးတိတ်ဆုံးသွားပြီးခွန်သိန်းအောင်ဦးဆိုင်တို့ဟာလည်းတိတ်ဆုံးခဲ့ကဒဏ်ရာရပြည်သူများကိုစကားဆေးရုံနတ်ပန်ဆေးရုံနဲ့အောင်ပန်းဆေးရုံများကိုပို့ဆောင်ထားရတယ်လို့သိရပါဗျ။ပို့ပြည်သူစစ်ကတမင်ကိုပြစ်တာပါ။ အရှိကမ်းမှာရှိတဲ့စစ်ခွေးတွေကမပစ်လို့ဆိုပြီးတော့အနောက်ကမ်းကနေကားတုံးစီးနဲ့ဆင်းလာပြီးတော့ပစ်တာလို့အင်းလေးလူလူလှုပ်ရှားမှုအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ပို့ပြည်သူစစ် PNA ဟာအကြမ်းမဲ့စစ်ကောင်စီများတပ်ဆိုးရှိရေးအတွက်ခြေရွာများမှာစစ်သားစုဆောင်ခြင်းနဲ့စစ်သားဘုံငွေများကောက်ယူနေခြင်းတွေကိုလည်းပြုလုပ်နေတယ်လို့ဒေသခံများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNL လေးကတင်ပိုက်ထားတဲ့နောင်ချိုမြို့နယ်စီမင်းရုံးနယ်ထွေအုံရုံးအနီးကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ဗုံးကျဲချခဲ့ရာပြည်သူတအုပ်သေးဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့မွန်းလွဲ2နာရီအချိန်မှာနောင်ချုံမြို့နယ်စီပင်ရုံးနယ်ထွေအုံရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲချတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူတအုပ်တေဆုံးပြီးနှောက်ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်တလုံးနဲ့စီပင်ရုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။တေဆုံးတာကအရက်သားပြည်သူပါ။လေရင်တန်းကြားပြီးတိတ်မကြဘူး။ဘုံလာကျဲချတာပဲလို့နောက်ချိုအခြေစိုက်ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါတယ်။စစ်ကောင်စီတပ်ကဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့မှုကြောင့်ဒေသခံပြည်သူများရဲ့နေအိမ်များမိလောင်ကျွမ်းသွားခဲ့ရပြီးတော့အခုလိုမျိုးလောင်ကျွမ်းနေတဲ့မိတွေကိုနှိမ့်သက်ရန်အတွက် TNL မိသက်ဌာနနဲ့ပြည်သူ ူများကဝိုင်းဝန်းပြီးတော့နှိမ့်သက်ခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲဇန်နဝါရီလ23ရက်နေ့ညနေ3:00နာရီအချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ပန်ပေါက်ရွာတိုးဂိတ်အနီးမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစံမှာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ